ဘုထရောင်မြို့နယ်မှာအေယာကွန်ဖွင့်ထားတဲ့အလုံးပိတ်ခန်းမှာဟင်းအိုး200ကနေထွက်ပေါ်လာတဲ့မိကိုကြောင်အသက်ရှူချက်ပြီးတော့မျိုးသမီး2ဦးသေဆုံးသွားပါတယ်။ရန်ကုန်တိုင်းဒေသကြီးဘုထရောင်မြို့နယ်မှာမိကိုမွန်အသက်ရှူချက်ပြီးမျိုးသမီး2ဦးသေဆုံးခဲ့ကြောင်းပရိုက်တာအဖွဲ့ဝင်အနေနဲ့ဒေသခံပြည်သူတွေစီကသိရပါတယ်။ဖြစ်စဉ်ကတော့ဇွန်လ10ရက်နေ့မနက်ပိုင်းမှာဘုထရောင်မြို့နယ်အမှတ်6ရပ်ကွက် 43လမ်းကတိုက်ခန်းတစ်ခုမှာအလုံးပိတ်အခန်းနဲ့အေယာကွန်းဖွင့်ပြီးတော့အမျိုးသမီးနှစ်ဦးဟာအိတ်ဆက်ခဲ့ပါလေ။အဲဒီနောက်မှာတော့သူတို့တည်ထားတဲ့ဟင်းအိုးကိုမိမပိတ်ပဲအိတ်ဆက်ခဲ့ရာကဟင်းအိုးတွေတူပြီးတော့မိခိုးတွေထွက်လာရာကနေအသက်ရှူချက်ပြီးအမျိုးသမီးနှစ်ဦးတေဆုံးခဲ့တာဖြစ်ပါလေ။အဆိုပါတေဆုံးသူနှစ်ဦးရဲ့ရုပ်လောင်းတွေကိုဂျပန်ဆေးရုံကိုမော်ဂလီစီပရာဟိတအတင်းနဲ့အဖျော်ကန်လန်လူမှုကွန်ရက်အတင်းတို့ကပူးပေါင်းပို့ဆောင်ပေးခဲ့ရလို့ဆိုပါတယ်။ တည်ဆုံတာကဒီကနေ့9နိုင်လောက်မှတည်ဆုံလာပါမိကိုမှုံမေးဆုံလာပါလို့လဲဒေတာကပြည်သူတို့ကပြောပါလေဟင်းအိုးကထွက်လာတဲ့မိကိုငွေတွေဟာကာဗွန်မိုနောက်ဆိုက်အဖြစ်ကိုဖြောင်းသွားပြီးတော့အဲယာကွန်ဖွင့်လာတဲ့အခန်းထဲမှာအောက်ဆီဂျင်ပြတ်ပြီးတည်ဆုံရတာဖြစ်တယ်လို့လဲလူမှုကွန်ရက်အသုံးပြုသူအချို့ကမှတ်ချက်ပြုထားပါလေလားလို့ဖြစ်စဉ်မျိုးမေလာတရနေ့ကလည်းစံကြောင်မျိုးနဲ့ရွှေလောင်းလန်းတိုက်ခန်းလေးလွန်မှာမီးဆက်နိုဘီအဲယာကွန်၄ဘီဆက်300ကနေ မိသားစုဝင်၄ဦးစလုံးတေဆုံးခဲ့တဲ့ဖြစ်စဉ်တခုလည်းဖြစ်ပွားခဲ့ပါသေးတယ်